မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလေးပေးကြောင့်နတ်ဆက်ကဟာရွေးကောက်ပွဲကိုအရင်ကအစီအစဉ်ထားတာထက်အထုတ်လိုက်ခွဲပြီးကျင်းပနိုင်ချေရှိတယ်လို့နိုင်ငံရေးပါတီတွေက CNN တင်ထဏာကိုပြောပါတယ်ရွေးကောက်ပွဲကို၄တုပ်ခွဲပြီးကျင်းပမယ်လို့ရည်ရွယ်ထားပေမဲ့အခုမှငလင်ပေးထပ်မံပေါ်ပေါက်လာတဲ့အတွက်၄တုပ်နဲ့ခွဲပြီးကျင်းပဖို့မလုံလောက်ရင်၅တုပ်ခွဲကကျင်းပနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဦးထောင်ကျော်က CNN တင်ထဏာကိုပြောပါတယ်ဒီရွေးကောက်ပွဲရွှေဘူကတော့ ုလက်ရှိအနေထားပေါ့နော်လက်ရှိအနေထားရကတော်တော်လေးအချိန်တွေကတော်တော်ဆိုးသွားတဲ့ခါကျတော့အမျိုးများဖြစ်မလာဘူးသို့ပေမဲ့ဘုရားဘက်ကလောကမရှိဆက်လုပ်သွားမယ်ဆိုတာကြားရတယ်ပေါ့နော်ဒီအတော်အတွင်းမှာကျွန်တော်တို့2025ရဲ့ဒီဇင်ဘာလောက်ဆိုလို့ကျွန်တော်တို့ recover တော်တော်များဖြစ်နိုင်မလားဒါတော့ဖြစ်အောင်လည်းကျွန်တော်တို့ကြိုးစားရမှာပေါ့လုံးလုံးမဖြစ်ဘူးဆိုတော့လည်းဒါရွှေ့တာတော့ရွှေ့တဲ့တော့လည်းရွှေ့ရမှာပေါ့လေဟိုရွက်ကွယ်တကယ်ကိုလောက်ရထက်နေတဲ့ဟာမျိုးကတော့ရွှေ့ရွှေ့ရွှေ့ရမှာပေါ့နော်ဒီဇင်ဘာတတိယပတ်ရဲ့စတုတ္ထပတ်ရဲ့ ဇန်နဝါရီပထမပတ်ရဒုတိယပတ်ရ၄တုပ်လောက်ဖွဲ့ပြီးကျင်းပမယ်လို့နဂိုကရီးယားရည်ရထားတာ哦နဂိုကရီးယားရည်ရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိမ့်မှာတော့ကျွန်တော်တို့အငြင်းအချိန်နေဆေးရေးချိန်နေဒီတွင်ရဲ့အချိန်နေရတယ်လို့သုံးသပ်တာ哦နော်ဒီလိုဒီလိုသွားပြန်လို့ပြောထားခဲ့တော့ခုကငလင်ဘေးတစ်ခုထပ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ဒီငလင်ဘေးဒီလေခုနကလိုပဲ၄တုပ်ခွဲတာနဲ့မလောက်ရင်လည်း၅တုပ်ခွဲပေါ့ မြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့အစီအစဉ်ထားကြောင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လားရုသမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်လာမယ့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်။နိုင်ငံရေးပါတီတွေအနေနဲ့နိုင်ငံရေးပါတီတည်ထောင်ခွင့်ကိုမေလ9ရက်နောက်ဆုံးထားလျှောက်ရမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ် AP 8ရက်မှာကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲကိုအချိန်ချင်းကျင်းပနိုင်ပြီးပြည်ပခါလီနဲ့တဘာဝဘီရဲ့နေရာကြောက်ရောက်တဲ့နေရာတွေကို ရှောင်ပြီးတည်ငြိမ်အေးချမ်းမှုရှိတဲ့ဧရိယာတွေကိုဦးစားပေးခြင်းပါနိုင်ကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်ရကပူကြီးတရားကိုထောင်းအောင်လုပ်နေတယ်။အဲ့ဒီရကပူလည်းတကြိမ်ကြီးနဲ့ပြည့်ပြည့်ရမယ်လို့ရှင်းအောင်ပတ်သက်ထားတာမရှိဘူး။ချင်းချင်းလေးလေးရင်ပါ့။ရင်ပါတဲ့အခါမှာ free and fair ဖြစ်တဲ့တနည်းအားဖြင့်ရကပူတရားတတ်တာလွတ်လပ်တဲ့ရကပူကိုလုံ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 ပို့ပြ။တရားရခိုင်လုံးကျင်းပနိုင်တဲ့ဣရိယာတွေဦးစားပေးကျင်းပပေး ဆက်ပြီးဦးစားပေးအဆင့်ဆင့်ရလို့ဒီမှာနားမှာပေါ့ဖဲဒလိုလုပ်တဲ့ရွေးကောက်ပွဲတိုင်းကတက်လာတဲ့ပတ်တော်ကိုစညာအရေးတွက်ပြီးခုနကဆက်သူအထောက်အကူတဲ့အရေးကွက်တစ်ခုကိုရသွားရင်ဆိုးရဖွင့်နိုင်တယ်ပေါ့ရွေးကောက်ပွဲအလီလီလုပ်နိုင်တယ်ဆိုတာလေကတော့ဒါလူလုပ်တဲ့အချက်ကခုတဘာဝဘေးအန္တရာယ်ရှိတော့အဲ့ဒီနှစ်ခုကိုရှောင်ပြီးတော့ဒီငြိမ်းရေးချမ်းမှုစစ်ဒုက္ခမရှိတဲ့အရေးကွက်ကိုဦးစားပေးချက်ပမေးဆိုတာဖြစ်နိုင်ကြတာပေါ့အမေရွေးကောက်ပွဲအထောက်အကူလုပ်နိုင်ပါတယ် လက်ရှိမြန်မာနိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့စစ်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့စီးပွားရေးကြဆင်းမှုပြန်လည်ဦးမှုရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပဖို့မှာမလွယ်ကူတော့ကြောင်းထောက်ပြကြပါတယ်။နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်မှာ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းကျင်းပပြုလုပ်ဖို့ရာထားပြီးရွေးကောက်ပွဲအထမြောက်တဲ့အစဉ်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်မှာဖြစ်ကြောင်း2025ခုနှစ်မတ်လ3ရက်နေ့မှာနာဆာကကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်း ်မြန်မာတပ်မတော်နဲ့နာဆာကကိုဖျောက်ချရေးလက်နက်ကင်အင်အားစုတွေကကြိုးပမ်းနေတယ်လို့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။အဲဒီအပြင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်နိုင်ငံတော်ဝန်ဖြစ်ပွားနေတဲ့လက်နက်ကင်ပြည်ပခါတွေချုပ်ငင်းပြီးတည်ငြိမ်အေးချမ်းမှုလိုအပ်ကြောင်းလည်းနာဆာကဥက္ကဋ္ဌဘိုးချုပ်မူကြီးမေအောင်လိုင်က2025ခုနှစ်ဖေဖော်ဝါရီလ20ရက်မှာကြာရောက်တဲ့89နှစ်မြောက်ချင်းမျိုးသားနေ့ကိုပေးပို့တဲ့တဝန်လာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။